ထိုင်းနိုင်ငံရဲ့မွေထိုင်းဂျင်တစ်ခုမှာအခြေချပြီးတလန်းရှာဖွေကြိုးစားတော့မယ်တန့်စင်ပိတ်သက်တို့အားလုံးပဲမင်္ဂလာပါရှင်လာမယ့်ပွဲချက်အကောင်းဆုံးပြင်ဆင်ထားဖို့အရေးကြီးနေတဲ့လူငယ်ကစားသမားလေးတန့်စင်ကတော့လာမယ့်သူ့ရဲ့ပွဲတွေနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့နိုင်ပွဲတွေပြန်ယူပြမယ်အကောင်းဆုံးကြိုးစားသွားမယ်လို့ပြောပြလာခဲ့ပါတယ်တန့်စင်အတွက်ကတော့ နိုင်ပွဲတွေရယူလာနိုင်ဖို့ကအရန်ကိုအရေးကြီးနေတာပါအခုလက်ရှိအချိန်မှာတော့တန်စင်က1 championship မှာရှုံးပွဲတွေစက်တိုက်တွေ့ထားတာဖြစ်ပြီးတော့သူ့ရဲ့ပွဲတွေကနိုင်ပွဲတွေပြန်မြူပြနိုင်ခဲ့ပါအောင်ရှင်အခုဆိုရင်တော့တန်စင်ကထိုင်းနိုင်ငံကိုလေ့ကျင့်ဖို့အတွက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းတန်စင်ကသူ့ရဲ့ social media ပေါ်ကနေပြီးတော့ရေးသားမျှဝေလာတာကိုတွေ့ရပါတယ်တန်စင်ကထိုင်းနိုင်ငံမှာတွားရောက်လေ့ကျင့်နေခြင်းခဲ့တာကြာပါပြီအခုဆိုရင်တော့တန်စင်ကသူဖြစ်ခြင်းတဲ့အတိုင်းလက်တွေ့အကောင့်ချက်ပေါ်လေ့ကျင့်နိုင်ခဲ့ပြီဖြစ်ပါတယ်အခုလိုတွားရောက်တဲ့အပေါ်မှာလည်းတန်စင်က သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေတဆင်အခုလိုရေးသားမျှဝေလာတာကိုတွေ့ရပါတယ်။တန်စင်ကဘဝမှာပထမဆုံးကိုကြီးမပါပဲခီထွေရတော့ရင်းနှီးမှာတမျိုးကြီးနဲ့ခံစားရခက်တဲ့။ဒါပေမဲ့ကောင်းစီခြင်းလို့ကိုကြီးရွေးချယ်ပြီးတဲ့လမ်းကိုအစွမ်းကုန်ကြိုးစားပါမယ်။ကိုကြီးကတအတွက်စွမ်းအားတစ်ခုမှကျမ်းမာရဲ့အထူးပြုစိတ်ပါဆိုပြီးရေးသားမျှဝေထားတာကိုတွေ့ရပါတယ်ရှင်။တန်စင်အနေနဲ့လာမယ့်ပွဲတွေမှာအကောင်းဆုံးပုံစံမျိုးနဲ့မြင်တွေ့လာရမလား။ရလက်ကောင်းတွေရလာမလားဆိုတာကတော့ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။ပြည်သူတွေကတော့တန်စင်ကိုလာမဲ့ပွဲတွေမှာအကောင်းဆုံးပုံစံမျိုးနဲ့မြင်တွေ့ကျင်နေကြပါတယ်။ဒီနေ့မှာတော့တန်စင်ကသူ့ကိုဝမ်းပြီးတော့ supporting ပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်တဲ့အကြောင်းအခုလိုရေးသားမျှဝေချခဲ့ပါတယ်။တန်စင်ကကျွန်တော်ကိုအစားအသောက်အနေနဲ့ training အတွက်လိုအပ်တာတွေဝမ်းဝမ်း supporting ပေးကြတဲ့ ဒဂျီတာထမင်းဆိုင်မှာဥကိုနဲ့အကျော်ကိုလည်းကျေးဇူးတင်ပါတယ်။ HS ကာကိုလည်းကျေးဇူးတင်ပါတယ်။ကိုစီတောင်းနဲ့အမကိုလည်းကျေးဇူးတင်ပါတယ်။အဖက်ဖက်ကဝိုင်းဝန်းကူညီပေးကြတဲ့ဒုတိယချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဆိုပြီးတော့မြောက်ဝရေးသားထားတာကိုတွေ့ရပါတယ်။တန်းစင်ကတော့လာမယ့်ပွဲတွေမှာနိုင်ပွဲရယူပြနိုင်မယ်လို့လည်းဆိုပါတယ်။သူပြောထားသလိုမျိုးလုတ်ပြတ်လာနိုင်မလားဆိုတော့ကိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာပါရှင်။ကေပရိသတ်ကြီးတို့လည်းတန်းစင်အတွက်အပိစကားလေးတွေပြောသွားပေးခဲ့ကြပါအောင်နော်။